ီနေ့မှာတော့လေချူကအခုခေစားနေတယ်ဝါကြီးဘောင်းမီလေးတွေမှာစတိုင်ပန်အိတ်ထက်နီးလေးစတိုင်ပန်အိတ်ထက်နီးလေးကိုချူတင်ပေးွားမယ်နော်ပြပေးွားပါမယ်ရှင်ဒီလိုပထမဦးဆုံးဒါလက်နိုင်မဲ့လက်ပောက်ကလေးပေါ့နော်လက်ပောက်ကလေးကိုဒီမှာချူတို့ကဒီလိုချုပ်လိုက်မယ်နော်လက်ပောက်ကလေးကိုချုပ်ပြီးသွားပြီဆိုရင်ချူကဟောဒီမှာဒီဘေးလေးမှာခါတိုင်းလိုပဲချူတို့ကကြီးရလေးတွေတောက်မယ်တောက်ပြီးပြီဆိုရင်ချူဒီလိုပြန်လှန်လိုက်မယ်နော် ပြန်လှန်ပြီးတော့ဒီအပေါ်ကနေပြီးတော့အော်ချိုယူပြားကိုဘီးတပြားလေးချိုလို့ဖိလိုက်မယ်ရှင်เนาะဖိလိုက်ပါမယ်မာเนาะဖိလိုက်ပြီးွားပြီဆိုရင်ဘီးတပြားလေးချိုလို့မာမဖိလိုက်မယ်เนาะဖိပြီးွားပြီဖိပြီးွားပြီဆိုရင်ဒီဥစ္စာလေးကိုဒီအဖြူလေးကိုချိုလို့ဒီလိုဖြန့်လိုက်မယ်เนาะဒီလိုဖြန့်မယ်เนาะဒီလိုဖြန့်ပြီးသွားရင်ဒီမှာအသိညက်ထားတယ်ဒီပိတ်ကလေးကိုဒီအဖြူအဖြူလေးပေါ်ကိုအုပ်လိုက်မယ်ချိုလို့เนาะ ဖြူလေးဘော်ကိုအုပ်လိုက်ပါမယ်။ဟောနော်ဖြူလေးဘော်ကိုဒီကနေပြီးတော့အုပ်လိုက်။လွယ်လွယ်ကူကူတက်မြောက်မဲ့ပုံလေးနဲ့ပြပေးထားပါမယ်နော်။အဖြူလေးဘော်ကိုချိုးလို့ဒီမှာအုပ်ပြီးပြီ။အုပ်ပြီးပြီဆိုရင်ဒီပိဆာလေးကိုအထွေးုံထည့်လိုက်ပြီ။ကဲညီမစတိုင်မဲ့အိတ်ကလေးကဘာမှမဟုတ်ဖဲနဲ့ပြီးသွားပြီနော်။ဒီဘေးကိုချိုးလို့ချုပ်ရိုးတစ်ချောင်းထည့်မယ်။ဟောနော်။ဒီဝိုင်းဒီထိတ်ကလေးကို တို့ကကတ်မယ်ကဲချီရောင်ဒူလေးနဲ့တော့ချုပ်ပါနော်ချိုကဒီချုပ်ကျိုးချောင်းလေးတွေကိုမြင်သာအောင်လို့ချိုဒီချီဖြူလေးနဲ့ချုပ်ပြပေးပါတယ်ဒီမှာလက်ကလေးနှိုက်လိုက်တာနဲ့ဖုန်းလေးပဲထဲ့ထဲ့ဘာလေးပဲထဲ့ထဲ့ထဲ့လို့ရမယ်စတိုင်ပန်အိတ်ကလေးရတော့လွယ်လွယ်ကူကူလေးပါပဲနော်ပြီးသွားပါပြီရှင်ကျေးဇူးတင်ပါတယ်